โอเคအားလုံးပဲမင်္ဂလာပါမင်္ဂလာပါဆရာကြီးမင်္ဂလာပါဟုတ်ဒီနေ့ကတော့2025ခုနှစ်ဇွန်လ20ရက်နေ့ပေါ့နော်20ရက်နေ့ကျွန်တော်နေ့စဉ်ထူးခြားသတင်းတွေရယ်ပြီးတော့ကျန်တဲ့ဟိုဘောမာတွေရယ်လောင်တော်မူခန်းတို့ပါတို့ပေါ့အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တင်ဆက်သွားမှာဖြစ်ပါတယ်အဲ့တော့အဲကွန်မန့်ဒီမှာလည်းတွေ့ရတယ်ပေါ့နော်ဆရာကြီးကိုလည်းစကားပြီးပြောပါအောင်ပြီးပြောပါအောင်ဆိုတော့ဒါဒီနေ့ဆရာကြီးလည်းပဲလွတ်တော့ဘာပြောမလဲဆိုတော့ဟောဒါဟိုစစ်တဲ့ဘောမာဟိုပါဘော Telegram channel ရဲ့နေမှာဘူးလှလှဆွေး ပြောထားတဲ့ဥစ္စာလေးပြောချင်တာပေါ့နော်။သူကခုနအစ္စရေးနဲ့ကျွန်တော်တို့ဒီအီရန်နဲ့ဆစ်ဖြစ်နေတာတွေကိုသူစိတ်ဝင်စားဘူးပေါ့နော်။စိတ်ဝင်စားဘူး။နောင်ရှိုးဘယ်တော့ရမလဲဆိုတော့ပဲသူစိတ်ဝင်စားတယ်ပေါ့။နောက်တစ်ခုက US တမော တောင်တရုတ်ပြည်လေရန်နေမှာဘယ်ဝဲသွားသွားသူစိတ်ဝင်စားဘူးပေါ့နော်။နောက်ပမောပမောကပေးဦးလေဘယ်တော့ဟိုအမြင့်ပြတ်မလဲဆိုတာမျိုးအဲ့ဒါမျိုးတွေပြောတယ်နောက်ဖြီတိန်တို့ပြင်တစ်တို့ဂျာမနီတို့ဘယ်လိုပဲဖြစ်ဖြစ်နိုင်နိုင်ငံတကာ ဟိုမှာဖြစ်ပြက်နေတဲ့ဟာတွေကိုသူစိတ်ဝင်စားဘူးပေါ့နော်ကြောက်ဖြူရဖို့တို့နောက်တစ်ခုကညာဦးမှာရှိတဲ့ကျွန်တော်တို့ဟိုပါပေါ့ဟို PDF တွေကိုဟိုဘရက်လို့ခေါ်တာပေါ့သူကဘရက်တွေကိုဘယ်လိုတုတ်တင်ရှိန်ဘုံအောင်မလဲဆိုတဲ့ဥစ္စာကိုပဲသူစိတ်ဝင်စားတယ်လို့ပြောတယ်ပေါ့နော်အဲ့ဒီအရာနဲ့ပတ်သက်ပြီးတော့ဘုံကဒီလိုအញ្ញံအမျောအမြင်မရှိဘူးလို့ဒါကျွန်တော်ကတော့ဟိုပြောချင်တာပေါ့ဘာကြောင့်လဲဆိုတော့ဒီလိုညံအမျောအမြင်မရှိတဲ့လူတွေကဒီစစ်တက်ခေါင်းဆောင်မင်းအောင်နိုင်လို့လူမျိုးတွေကိုခုနက သူမြောက်ထုံးပိတ်ကော်လုပ်ခဲ့လို့လေအခုဒီ2021အာနာတိန်မှုဖြစ်စဉ်ကဖြစ်လာတာပေါ့နော်တကယ်မလုံတဲ့မလုံအပ်တဲ့ဟိုအာနာမသိမ့်တဲ့ဟာပေါ့နော်အာနာမသိမ့်တဲ့ဟာကိုဒါအာနာသိမ့်လိုက်တဲ့ညောညံအမျောအမြင်မရှိပဲနဲ့သူတို့ဟိုပါပေါ့သူတို့ရဲ့လောဘကြောင့်သူတို့ဆွတ်လုလိုက်တဲ့အခါကျတော့နောက်ဆက်တွဲဖြစ်တာလေပြဿနာတွေကျွန်တော်တို့ပြည်သူလူထုတွေအများကြီးတေချေပျက်စီးခဲ့ရတယ်ပေါ့နော်သူတို့ရဲ့လိုချင်တက်မှတ်မှုပေါ့ဒါခုနအာနာသိမ့်မယ်သူတို့ရဲ့စီးပွားရေးဟိုနေရာ ်တည်မြဲဖို့အတွက်အစွတ်အာဏာသိမ်းလိုက်တဲ့အတွက်ကြောင့်နောက်ဆက်တွဲဖြစ်ရက်ဆိုးတွေကအခုဒီကိုဟိုကြုံခဲ့ရတာပေါ့နော်နောက်တစ်ခုကကျွန်တော်တို့နိုင်ငံမှာဒီအမေတော်ဆန်းစွတ်ကြီးလိုမျိုးညာအမျော်အမြင်ရှိတဲ့လူမျိုးတွေကိုကျတော့သူတို့ထောင်ထဲကိုထည့်ပြီးတော့အဲသူတို့ဟိုစစ်သုံးစိတ်တွေအခုစိတ်ကြိုက်လောက်တယ်ပေါ့နော်လောက်ခဲလို့လေဒါကျွန်တော်တို့နိုင်ငံတတော်ရုပ်ပြတ်ဆင်းပြတ်တဲ့ဒါပြည်သူလူထုစင်စင်ရဲရဲနဲ့အခုဆိုရင်နေအိုးအိမ်တွေမရှိဘဲနဲ့ဒုက္ခတွေရောက်ခဲ့ရတယ်ပေါ့နော်ဒါကြောင့်လည်းဒီ စိတ်ခေါင်းဆောင်တွေကညံအမျော်မြင်မရှိဘူးလို့ကျွန်တော်ကပြောချင်တာအဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်နှစ်ထောင်14ခုနှစ်လောက်မှာပုံမူကကျွန်တော်ဒါကတော့ဟိုကိုရီဖြစ်ဖြစ်ခဲ့တယ်ပေါ့နော်ကြုံတွေ့ခဲ့တဲ့ဟာလေး2014ခုနှစ်မှာတော့ဒါတမရအိုဘာမားပေါ့တမရအိုဘာမားနေမှာကျွန်တော်တို့ Islamic Day လက်နက်ဘယ်ရရတယ်ဒီလက်နက်တွေရထောက်ပံ့မှုကဘယ်ရဖြစ်နိုင်လဲဆိုပြီးတော့အိုဘာမားလေးလာဆန်းစစ်တဲ့အခါမှာဒါရေနံရတယ်ဆိုပြီးတော့ ဒါတုံးတက်ပြီးတော့မှရေနံစေးကြအောင်ဥပမာနဲ့ပြီးတော့ခုနကစစ်မတိုက်ဖဲနဲ့ခုနလိုပညာရှိပေါ့နော်ဒါဥပမာကလည်းကျွန်တော်ဟိုရန်သဘောကြခဲ့တယ်ဘာကြောင့်ရန်သဘောကြခဲ့လဲဆိုတော့ကျွန်တော်တို့ဥပမာမြန်မာနိုင်ငံဟိုလာတဲ့အမေအောင်အမေတော်အောင်ဆန်းစုကြည်နဲ့တွေ့တယ်အဲဒါတွေဟိုတကယ်ကျွန်တော်တို့လူထုခေါင်းဆောင်နဲ့တွေ့တဲ့အခါကျတော့လေအရန်ဝမ်းတာတယ်ပေါ့နော်ဝမ်းတာတယ်အဲ့ဒီအချိန်မှာပဲဒါဥပမာရဲ့လုံရက်တွေကိုဟိုလိုက်လေ့လာကြည့်တာပေါ့လေ့လာကြည့်တဲ့အခါမှာသူကပညာသားပါပါနဲ့ပဲ ဒါလှုပ်ခဲ့တာပေါ့နော်ဒီရေနံစင်းကိုကြောက်အောင်လှုပ်ခဲ့တယ်ကြောက်အောင်လှုပ်ခဲ့တဲ့အချိန်မှာကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ခုနဟိုဟိုပါပေါ့ရေနံရောင်းဝယ်လက်ဟိုတချို့တထိတော်တော်များများဘဝပြတ်သွားတယ်ဟုတ်အဲ့ဒီတည်းမှာကျွန်တော်2014မှာကျွန်တော်စပြီးတော့ရေနံရှက်တဲ့လုပ်ငန်းကိုစလုပ်တာဟုတ်ဒါ ARD တိုင်းကျွန်တော်တို့အင်ကပူပေါ့ဒါပတိန်မုံရွာလမ်းမပေးမှာစလုပ်တဲ့အချိန် ဒီရေနံရှက်လောကကိုလည်းစဝင်လာတော့မနှူးမနှက်ပဲရှိသေးတယ်မနှူးမနှက်ပဲရှိသေးတယ်အချိန်မှာကိုစချက်တဲ့အချိန်မှာပဲဒါကျွန်တော်စချက်တော့မှာဆိုရင်ဟိုတိုင်ကြီးအလုံး120ပေါ့120ကိုဘုံကရှက်မယ်ဆိုရင်သူက3ရက်လောက်ကြာတယ်3ရက်ကြာတယ်အဲ့ဒီမှာမှခုနဟိုဘာမှဒီရေနံကိုဈေးကြအောင်နှိပ်ကွတ်တဲ့အချိန်မှာတစ်ရက်တစ်ရက်ကိုရေနံဈေးရမကြဘူးဆိုရင်တိုင်ကြီးတစ်လုံးကို2000ကြာတယ်အလုံး120ဆိုရင်ကျွန်တော်ကတစ်ရက်ကို24သိန်းရှုံးနေနောက်တစ်ရက်မှာထပ်ပြီးတော့ တိုင်ကြီးတစ်လုံး9000လောက်ကြတယ်9000လောက်ကြလဲဆိုရင်ဒါ360လောက်ရှုံးနေ200လောက်ပေါင်းရင်380ကျော်လောက်ရှုံးရှုံးနေဒါကျွန်တော်ချက်တဲ့အလုံး130ပဲရှိတယ်ကျွန်တော်ဟိုရေနိုင်လောက်ကမှာအရန်ရှမ်းတာတဲ့လူတွေရှိရပေါ့နော်တချို့ဆိုရင်ဒါဟိုတမောတွေထဲမှာခုနလိုခါလန်တိတ်နဲ့ရှိပြီးတော့လောင်ထားတဲ့လူတွေဆိုရင်ဒါရုပ်ပြက်ဆင်းပြက်ကိုဈေးနှုန်းကျတဲ့ခါကျတော့အရှုံးနေနဲ့ရင်ဆိုင်ရတာအရှုံးနေနဲ့ရင်ဆိုင်ရတဲ့အချိန်မှာပဲခုနကျွန်တော်တို့အောက်တိန်တို့ဘာလို့ရဲ့သဘောကဘုံဘူးက ူကနေအေးမှညမိုးရှုပ်တို့နေအေးတို့အချိန်ကြမှာဒါဒီတမောရီကနေမှအဲခုနကားတွေပေါ့စီတင်စီတအချာလောက်တာပေါ့ခုနရတဲ့ဦးတို့တအားပူလို့ရှိရင်ဒါမိထလောင်တက်တော့အဲ့ချိန်မှာခုနရမ်းရှမ်းတာတဲ့ဒီတမောနဲ့ပိုင်နေဟိုတထေးတွေကခုနလို့နေခင်းတနားရီလို့နေတကက်နေချစ်ချစ်တောက်ပူနေတဲ့အချိန်မှာဒီအောက်တိန်တွေတင်ရှားလောက်တဲ့ခါကျတော့မိတီထလောင်မိတီထလောင်ပြီးတော့ဘွားတွေပြက်ပေါ့အဲ့တချို့ကလည်းခုန ဒါဟုတ်တထဲတွေရတယ်ပြီးတော့အကျွေးပေးတာပေါ့သူတို့လက်ထဲမှာရှိတဲ့ဂါလန်ခုနလို့2သိန်း3သိန်းဆိုတဲ့ဟာလက်ထဲကမြန်မြန်ကုံဝမ်းပြီးရောဆိုပြီးတော့သူကအကျွေးတွေပေးတာအကျွေးတွေပေးတော့တချို့ကလည်းယူလာပေါ့ဟာအကျွေးရတယ်ဆိုတော့ယူပြီးတော့အကျွေးယူတဲ့လူကလည်းသူတို့လက်ထဲရောက်တော့ဘုံဘူးကတရက်ကို9000 6000ပြီးရှုံးတဲ့ခါကျတော့မပေးနိုင်တော့မပေးနိုင်တဲ့ခါကျတော့ဘဝပြတ်တာပေါ့နော်အဲ့ဒီမှာဟိုကျွန်တော်တို့ပြည်သူတွေတော်တော်များများဟိုတတိထားမိလိုက်ပါပါ ျွန်တော်တို့ဒီအစိုးတော်ကပြားပွဲမူးတို့ဘာတို့တွေဟိုဒီအကျွေးတွေဟိုကပြတ်တယ်ဆိုပြီးတော့ဒီ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 ဖြစ်စင်နေပဲသွားပြီးဆက်ဆက်တာပဲဒါပေမဲ့ခုနကပြားပွဲမူးတို့ဘာတို့ကသူရရရှိတာတိတ်၃တောင်းကျော်တော်ရရရှိတယ်ဒါပေမဲ့ခုနလူပညာရှင်တွေကိုသူပေးရမှာတိတ်၁တောင်းလောက်ပဲရှိတယ်အဲ့လိုမျိုးဟိုနာမည်တွေပြတ်ပြီးတော့ဟိုစီးပွားပြတ်ကုန်ကြတာပေါ့နော်စီးပွားပြတ်ကုန်ကြတယ်အဲတချို့ကဆိုရင်ဒါကပားကျွန်တော်အဲ့တုန်းကဆိုရင်ကျွန်တော်မှတ်မှတ်ရရဒါကပားရေနံဈေးနှုန်းတွေကို ကြည့်မိတယ်ဗောမူကဒါ Google ကနေပြီးတော့ live ရိုက်ရှာပြီးတော့ကမ္ဘာရေနံဈေးနှုန်းဘလောက်လဲဆိုတာလေ live ရှာ live ရှာလို့ရှိရင်တငယ်ချင်းတွေလို့ပဲထိုင်လက်ဖက်ရည်တောင်းရင်းနဲ့သူတို့ကမေးတာဗောခုနိဘာရှာနေရလဲဘာကြည့်ဟုတ်ကမ္ဘာရေနံဈေးနှုန်းကြည်တာဗောအာဘာဆိုင်လို့လဲဗျာခင်ဗျားကလည်းကြီးကြီးကျယ်နေဆိုတော့မဆိုင်မဲမနေဘူးသွားဆိုင်တာပဲဘုံကဒီကမ္ဘာရေနံဈေးကျပြီဆိုတာနဲ့မြန်မာနိုင်ငံရဲ့ရေနံလည်းကျလာကျပြီဆိုရင်အဲ့ဒါတော့မှခုနကတို့ကမဆိုင်ပါဘူးဗျာခင်ဗျားကလည်းသူ့ဟာကို မြန်မာနိုင်ငံနဲ့မဆိုင်ဘူးဆိုပြီးတော့သူတို့ကအမှုမဲ့အမှတ်မဲ့နေနေကြတာပေါ့နော်တချို့ဆိုရင်ဒါရေနံစိမ်းကိုအင်္ဂလိပ်လိုဘလို့ပေါင်းလဲဈေးနှုန်းဘလို့လိုက်ရှာရတယ်ဆိုတော့တချို့ကမသိဘူးစိတ်လဲဝင်စားအောင်ဒါတွေလိုက်ရှာတာတို့ဆက်စုတာတို့ဘာတို့မဝင်စားတဲ့အခါကျတော့ရုပ်ပြက်စင်းပြက်ကိုဒါဟိုပါပေါ့အရှုံးပေါ်ပြီးတော့ဘဝတွေပြတ်ပြီးတော့အခုလက်ရှိအထိကိုဒါနလန်မထူနိုင်တဲ့အဖြစ်မျိုးတွေပေါ့နောက်တစ်ခုကြုံလာတော့ကျွန်တော်တို့ဒီကိုဗစ်ရောဂါကိုဗစ်19ဒီမှာ ကပ္ပရေနံစင်းလုံးလောကထိုးစင်းသွားတာထိုးစင်းတဲ့ချိန်မှာပဲတချို့ကတော့ဒီအသက်ရှင်ဖို့ပဲကျန်တဲ့ဒီရေနံအယောင်းဝယ်တွေရေနံဆက်တာတွေအကုန်လုံးရက်ထားလိုက်တာရက်ထားတဲ့အချိန်မှာကျွန်တော်တကယ်ချင်းတယောက်ကအဲ့ဒီချိန်မှာရေနံစင်းကိုအကုန်လုံးရသမျှဒါမကွေးတိုင်းကထွက်သမျှရေနံစင်းမှန်သမျှအိုးပြည့်ခွက်ပြည့်ဝယ်ပြီးတော့မှဒါခဏပဲလေကိုပစ်လည်းပြီးသွားရောဒိန်းဆိုအဆင်ထားကြရမရှိတော့အောင်ရှမ်းတာသွားတာပေါ့ဘာဘလို့ပဲဖြစ်ဖြစ်ဒါနိုင်ငံတကာ ရဲ့အရေးစီးပွားရေးတို့ဆိုတာကမ္ဘာပေါ်မှာရှိတဲ့နိုင်ငံတွေကသွားပြီးဆက်နွယ်နေတာကိုဟိုဆက်နွယ်ဆက်နွယ်နေတယ်လို့ဆိုလိုတာပေါ့ဘုံဘူးကဒါပေမဲ့အခုအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒါအခုကျွန်တော်တော်လိုင်းရေးကိုလည်းပြောချင်တာကကျွန်တော်တို့ဒီတော်လိုင်းရေးကာလ၄နှစ်ကျော်လာပြီ၄နှစ်ကျော်လာတဲ့ကာလအတွင်းထဲမှာကျွန်တော်တို့ပြည်သူတွေကစတော့တော့လှူနိုင်ရတယ်ပေါ့နော်ဟိုတနိုင်ငံလုံးကပြည်သူတွေအညာဒေသမှာရှိတဲ့ပြည်သူတွေကလည်းဘုံမှုသိပါတယ်ခုန အဖွားအိုတွေကစငကရှိငကချွတ်ပြီးဆွဲကြိုးရှိဆွဲကြိုးရှုပ်ပြီးတဲ့အဖွားအိုတွေအထီပေါ့နော်နောက်တစ်ခုကဒါကဘာပေါ်မှာရှိတဲ့တချို့နိုင်ငံတော်တော်များများမှာ US တို့အင်္ဂလန်တို့ဩစတြေးလျတို့မှာရှိတဲ့မြန်မာပြည်ဘွားတွေကလည်းဒီဒေါ်လာရေးကိုလှူနေတာအခုက၄နှစ်ကျော်လာပြီရေချိန်မှာအခုညာဒေတာမှာဆိုရင်ဘဝကမကွေးတိုင်းဆိုရင်ဒါဆလင်းတို့ဘာလို့ဆိုရင်အင်ဂျီ600ရှိတဲ့ရွာတွေပါဆိုတော့ပြောင်းသွားပြီစကိုင်းတိုင်းအကုန်လုံးပြာကျသွားပြီ ကျွန်တော်တို့ပြည်သူတွေကလှူဖို့နေနေတာလားလှူစရာမရှိတော့ရေရှိမှာတော်လိုင်းရေးကဒီပြည်သူတွေကမလှူနိုင်တော့ရင်ဘယ်လိုလုပ်မလဲဆိုတဲ့အတွေးမျိုးလဲဝင်လာတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တော်လိုင်းရေးရဲဘော်တွေရောတော်လိုင်းရေးခေါင်းဆောင်တွေရောဟိုကဒီနိုင်ငံရေးရောကမ္ဘာအရေးရောမျက်ရှိမပြတ်ပေါ့နော်တကယ်လို့မလှူနိုင်တော့ဘူးဆိုရင်ကျွန်တော်တို့ပြည်သူတွေကမလှူနိုင်ခဲ့ဘူးဆိုရင်ဘယ်လိုရှေ့ဆက်သွားမယ်ဆိုတဲ့အတွေးခေါ်တွေအဲ့ဒါမျိုးတွေကိုကြိုတင်တွေးထားဖို့လဲလိုအပ်မယ်လို့ ကျွန်တော်မြင်တယ်နောက်တစ်ခုကအခုဟိုပါပေါ့နှကန်းနေဈေးတွေပါလေဆိုရင်ယင်တော့ဘုံဘူးဘာမှမရှိဘူးဟုတ်တယ်မလားအခုဆိုတောင်းကြော်လာပြီဈေးလုံးတွေညှင့်လာတဲ့အခါကျတော့ရေရှိမှဒီတော်လိုင်းရေးသွားဖို့အတွက်ဟိုအတွေးအခေါ်ကောင်းကောင်းမျိုးတွေတွေးခေါ်ပြီးတော့မှပေါ့နော်လှုပ်တင်လှုပ်ထိုက်တယ်လို့လည်းမြင်တယ်နောက်တစ်ခုကဒါဟိုညက်နှကောင်လောက်ဆက်လုံးတစ်လုံးလေးနဲ့ပြစ်မလား အဲကိုကိုကရှိုးရှိုးချန်ရွှေတာပြီးတော့ဒါတိုက်ပွဲအနိုင်ရှုံးပေါ့ဘယ်တိုက်ပွဲမှာဆိုရင်ကို့အတွက်ဘလို့အကျိုးမြတ်တော်လိုင်းရေးအတွက်ဘလို့အကျိုးမြတ်ရမလဲတော်လိုင်းရေးအတွက်အကျိုးမြတ်ရမယ်ဟာမျိုးကိုလည်းထက်တွေးပြီးတော့စဉ်းစားတင်တယ်လို့ကျွန်တော်ကမြင်တယ်ပေါ့လေဟုတ်ဒါနဲ့ပတ်သက်ပြီးတော့ပေါ့ဒါရှာကြီးပြောသွားတဲ့အထက်မှာလည်းဒါတော်တော်များများပြပြဆုံဆုံပေါ့နော်ပြပြဆုံဆုံလည်းပြောသွားတယ်အဲ့တော့ဒါဘူးလက်လှဆွေဆိုတာကအရင်တစ်ခေါက်တုန်းကလည်းဒါမင်းအိုးဆိုးတို့နဲ့ အဲ့ဒါအတူတူစကားထိုင်ပြောပြီးတော့မှဆရာကြီးကဘာပြောလဲဆိုတော့ကျွန်တော်သားဟိုဥမယောင်းလိုင်းနေရာမှာဆိုရင်အဲ့ဒါကာကွယ်ရေးဦးစီးချုပ်နေရာမှာဆိုရင်ပေါ့နော်မြန်မာနိုင်ငံမှာလေရင်အစီးပဏစီရှိလဲအစီး90ရှိလား100ရှိလားရှင်ရှိတဲ့ဟာတွေအကုန်လုံးကချင်ပြည်နယ်ဆိုကချင်ပြည်နယ်သွားပြီးတော့မှအဲတချိန်နဲ့တပြိုင်နဲ့သွားပြီးတော့ဘုံကျဲပလိုက်အကင်းပြင်းနေဆိုကင်းပြင်းနေကိုဘုံကျဲပလိုက်ဆိုတဲ့ဟာမျိုးပေါ့နော်လူမျိုးတုံးတက်ဖြတ်မှုထိဒါအားပေးခဲ့တဲ့အုံတော်မျိုးပဲရှိတာပေါ့နော်အဲ့တော့ ြန့်ခံရေးကဟိုဘာအုံနောက်ရှိလဲပြည်သူပေါ်မှာဘလောက်တွေစီယုံရေးကောင်းခဲ့လဲဆိုတဲ့ဟာကတော့အဒါမဲရှုံးခဲ့တဲ့ဟာတွေကိုကြည်ချင်းအဖြစ်ပဲဒါမြန်ဝါထင်းနေမြင်တွေ့လာနိုင်ပြီပေါ့နော်မြန်ဝါထင်းမြင်တွေ့ပြီလို့ပြောလို့ရတယ်ဒါမနေ့ကပဲကျွန်တော်တို့စကားဆက်မိလို့ပြောတဲ့ချိန်မှာကျွန်တော်တို့အရင်တုန်းကပြည်သူကဘာဖြစ်ခဲ့လဲဆိုတော့တစ်ဖက်သက်တစ်ဖက်သက်ရေးသားခြင်းကိုတစ်ဖက်သက် ပြောဆိုခြင်းကိုပဲသူတို့ကနားထောင်ခဲ့ရတာကြည့်ခဲ့ရတာအခုမှ TV channel တွေဆိုလို့ရှိရင်လည်းမြန်မာတန်နဲ့မြဝတီ ဒါပဲရှိတယ်ဗောနော်ပြီးလို့ရှိရင်သတင်းသာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဂျာနယ်တွေဆိုတာလည်းပေါ်ပေါ်များများမပေါ်သေးတဲ့အချိန်မှာမြန်မာလင်းသတင်းသာတို့ကျင်းမုံတို့ဒါတွေကစစ်တပ်ကိုပဲဇောင်းပေးပြီးတော့မှရေးတဲ့ဟာတွေဗောနော်အဲ့လိုမျိုးတွေပဲကြီးရတယ်နောက်ပိုင်းကျတော့ကျွန်တော်တို့နှီးပညာတွေတိုးတက်လာတဲ့ခေတ်မှာဒီဟိုဟာဒီ social network တွေတုံးလာရတဲ့ဖုန်းတွေပေါ်ပေါက်လာတဲ့အချိန်မှာတော်တော်အဆင်ပြေသွားပြီအဲ့ဒီခါကျတော့နှစ်ဦးနှစ်ဖက်ဒီ NND ကဘာလုပ်လဲကြန့်ခိုင်ရဘာလုပ်လဲဆိုတဲ့ဟာတွေပေါ်လွင်လာပြီဗောနော် ေါ်လွင်လာလို့ပဲဒါဟိုမဲရဟိုဘယ်လိုပြောရမလဲတောင်မြိုကမ်းမြိုအထိ LND ကနိုင်ခဲ့တာဗောနော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီကြက်ခိုင်ကြီးကသူကဟိုဘယ်လိုပြောရမလဲဆိုတော့ဒီစစ်တပ် ကနေလာတဲ့လူတွေကဝင်ပြီးတော့ကြီးဆိုးပြီးတော့မှသူတို့ကနောက်မှသူတို့နောက်ခံ background ကစစ်တပ်ကြီးတစ်ခုလုံးရှိတယ်ငါတို့မဲနိုင်ဖို့အတွက်စစ်တပ်ကြီးတစ်ခုလုံးရှိတယ်အဲ့တော့အဲ့ဒီစစ်တပ်ရှိလို့ရှိရင်ဥပမာကျွန်တော်ကစစ်သားဆိုလို့ရှိရင်ကျွန်တော်တေချာပေါက်ကြက်ခိုင်ကြီးပါတီကိုကျွန်တော်မဲပေးရမယ် ်ပြီးရင်ကျွန်တော်မိဘတွေကလည်းကျွန်တော်ညီကိုမောင်နှမတွေကလည်းဟာငတ်မောင်လေးကစစ်သားမို့လို့ငတ်သားစစ်သားမို့လို့ငတ်သမီးကစစ်သားမိမမို့လို့ဆိုတော့စိတ်နဲ့ဒါကကြန့်ခိုင်ရေးကိုမဲထည့်ပေးရပြန်အောင်ပေါ့နော်အဲဒီလိုမျိုးလူတွေရှိတယ်ဆိုပြီးတော့မှကြန့်ခိုင်ရေးကသူကပြည်သူကိုတကယ်ရင်ထဲကမချစ်ဖဲနဲ့ပေါ့နော်နိုင်ငံကိုအုပ်ချုပ်ခြင်းနဲ့ဆန္ဒတွေအတင်းအများခဲ့တာပေါ့နော်အများခဲ့တဲ့ဟာကျွန်တော်ဆိုရင်2000 2020ဒီ2020ရွေးကောက်ပွဲမှာပဲဟိုအာနာသိမ့်မှုဖြစ်စဉ်မဖြစ်ခင်ပေါ့နော်2020ရွေးကောက်ပွဲမှာကျွန်တော်ဘယ်မှာသွားပြီးတော့မဲပေးရလဲဆိုတော့ရွှေရွှေကုတ်ကူမှာကျွန်တော်မဲသွားပေးရတယ်ရွှေကုတ်ကူမှာမဲပေးရတဲ့အချိန်မှာအဲဘာဖြစ်လဲဆိုတော့ဒီကျွန်တော်မဲပေးရမယ်လူကဘလူးမန်းလည်းမသိဘူးကျွန်တော်နားလည်းမလဲဘူးမြင်လည်းမမြင်ဘူးအဲ့ဒီဟာကိုကျွန်တော်တို့ဒီကြက်ခိုင်ရုပ်ပဲမဲပေးရမယ်ဆိုပြီးတော့မှဒါတက်မာကနေညွှန်ကြားတယ်ပေါ့ညွှန်ကြားတဲ့ခါကျတော့အဲကျွန်တော် အထက်ကဟိုစစ်ကြောင်းတစ်မှုပေါ့စစ်ကြောင်းတစ်မှုကညီလေးရဲ့ဟိုရဲရဲဘော်တွေကိုဒီကိစ္စနဲ့ပတ်သက်ပြီးတော့နည်းနည်းပြောပြလိုက်ပါပေါ့နော်ဘယ်နေရာဘယ်နေရာမှာတုံးဟိုဒစိမ့်တုံးထူရမယ်ပေါ့ဘာညာပေါ့ပယ်မဲမဖြစ်အောင်ဘယ်လိုလုပ်ရမယ်ဘာညာဆိုတာကျွန်တော်တို့အဲ့ laptop နဲ့ဘောက်နဲ့တွဲပြီးတော့မှသူတို့တန်းစီထိုင်ခိုင်းပြီးတော့မှဖြန့်ပြဖြန့်ပြပြီးတော့မှဒီလိုလုပ်ရတယ်ဒီလိုလုပ်ရဒါဆိုပယ်မဲဖြစ်တတ်တယ်အဲ့တွေပယ်မဲမဖြစ်အောင်လို့ဘယ်လိုလုပ်ရတယ်ဆိုတာတွေပြောပြပြီးတဲ့အချိန်မှာဒီကောင်းဒီနားလေတာဆိုမလဲဘူးမလဲတော့နောက်ဆုံးညကျွန်တော်ဘယ်လိုလုပ်ရလဲဆိုတော့အဲ့ထဲမှာအဲ့တော့ပတ်သက် 200နဲ့လိုက်ရှာလိုက်တယ်ရှာလိုက်ပြီးတော့မှကျွန်တော်200နဲ့တွေးလဲတွေးရောအဲ200တန်းငါပုံလေးကိုပြလိုက်တယ်အဲချင်းသေးဒါဘာပုံလဲဆိုတော့ချင်းသေးတယ်အေးအဲ့ဒီတွေးတဲ့အကွက်ထဲကသာတဲ့တဲ့ထုခဲ့กว่าဆိုပြီးတော့မှထုထုပြီးတော့မှမဲပေးခိုင်းရတဲ့အခြေအနေမျိုးပေါ့နော် NLD ကြတော့အဲ့လိုမဟုတ်ဘူး तू ကဒီ data ကိုတကယ်လုတ်ပေးနိုင်တဲ့လူလားတကယ်ငါတို့ရွေးချယ်တင်ပြလိုက်တဲ့လူကငါတို့ပြည်သူကိုပြန်ကြည့်မဲ့လူဟုတ်မဟုတ်ဆိုတာကိုသူတို့ကတကယ်အသေးတကြအသေးကြမဲတပြားဆိုတာ သူတို့ကအသေးချာနေပေးတာဟိုကကြတော့ကြံ့ခိုင်းကြတော့အဲ့လိုမဟုတ်ဘူးအိန္ဒိယဖားကိုထုတ်ရိုက်တာမင်းတို့ဟိုကဖြစ်သူတို့အဲ့ဒီမှာဒါ2020မှာကျုံခဲ့တာ2015မှာကကြတော့ကျွန်တော်ဘယ်မှာကျုံခဲ့လဲဆိုကလောမှာကလောမှာအဲ့တုန်းကကျွန်တော်တို့တက်တွင်းမဲယုံပဲရှိသေးတယ်တက်တွင်းမဲယုံမှာတက်ထဲကမူဒါနန်းเจ้าမှာဒီမဲဟွာလောက်တာမဲမဲပေးရတဲ့ချိန်မှာဟိုက NND 3မဲပါသွားတယ်နောက်ဆုံးရေတွက်တဲ့ချိန်မှာ NND 3မဲပါသွားလို့ဆိုပြီးတော့မှအဲ့တုန်းကတက်မှာရှေတန်း ထွက်နေခါကျတော့တက်မှတ်မှုကတော့ရှေ့တန်းမှာပေါ့နော်နောက်တန်းမှာတော့ G1 ပဲအကြီးဆုံးကြံခဲ့တယ်အဲ့ဒီမှာအဲ့ဒီသုံးမဲကြောင့် G1 တို့ည7နာရီလောက်ထိမအေးရဘူးဖြည့်ရှိညက်တောင်းတာဘသူပေးတာလဲဘလို့ဖြစ်တာလဲနောက်ဆုံးညကျွန်တော်ကစိတ်ကပေါက်လာတော့လေပေါက်လဲပေါက်လာပြောဟာလျှို့ဝဲမဲပေးပါလေဆိုမှဘယ်ကောင်ပေးရလဲငါတို့ဘလို့တီးမှာတော့အဲ့ဒါနောက်ဆုံးညတော့ဘလို့လောက်ရလဲဆိုတော့ဖြည့်ရှိညက်လုံးဝဟိုမှာမဖြစ်နိုင်တဲ့အဆုံးညတော့ကျွန်တော်တို့ခေါင်းချင်းဆိုင်လိုက်ပြီးတော့တိုင်ပင်ပြီးတော့မှဘာလောက်ရလဲဆိုတော့ ိုမိခိုသူတာသမီ၃ယောက်ကပေးမိတာပါဆိုပြီးတော့မှအဲသူတို့ကအပြင်ကိုလဲသွားတဲ့လာတဲ့အခါကျတော့ဗောနော်ဒီ LND စိတ်တွေဝင်နေပါတယ်ဘာဖြစ်လဲညာဖြစ်တယ်ဆိုပြီးတော့မှနောက်ဆုံးဖြည့်ရှင်းလိုက်ရတာဗောနော်အဲအဲ့လိုမျိုးအဲ့လိုမျိုးလှုပ်လိုက်ရတဲ့ဖြစ်စဉ်တွေလဲကြုံခဲ့မှုတယ်ဗောနော်ဒါတွေကဒါကြက်ခန့်ကြီးကတကယ်ကိုဟိုဘယ်လိုခေါင်းမရှိရကောင်လေးမာနေတဲ့ဘောလို့ပြောပြောရတော့မလို့ဖြစ်နေပြီဗောနော်အဲ့ဒါဒါကတော့တပိုင်းဗော နောက်တိုက်ပွဲသတင်းအနေနဲ့ပတ်သက်လို့ဆိုရည်ဒီကြောက်ဖြူမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီပြိုင်စိတ်ကြီးရွာဆိုလို့ရှိရင်မနေ့ကရုတ်တန့်ဖိုင်နဲ့တကွာထုတ်လာပြီသူတို့အာရခတ်တော့အေကစစ်ခွေးတွေလက်ပြညိုးတုတ်ပြီးတော့မှဝါဖြစ်တယ်အဲ့တော့ပြိုင်စိတ်ကြီးဆိုလို့ရှိရင်ကျွန်တော်တို့ကအဲမြေပုံမှာကြီးလိုက်မယ်ဆိုရင်ပြိုင်စိတ်ကြီးရွာနဲ့ရဲတပ်ရင်32နှစ်နဲ့ကကျွန်တော်နီးနီးလေးပဲရှိရတယ်စနိုက်ပါတကမ်းပဲမီတာ1400လောက်အလိုအထိရောက်နေပြီလို့ ပြောလို့ရတယ်ပေါ့နော်အဲ့ဒါကြောက်ပြူကတော်တော်အခြေအနေကောင်းနေပြီအဲ့ဒီကနေရှေ့ကိုဆက်သွားလို့ရှိရင်ဒါဟိုဘောမန်အောင်မန်အောင်ကြောက်ပြူလန်းပေါ့နော်မန်အောင် sorry မန်အောင်မဟုတ်ရန်ပြဲကြောက်ပြူလန်းရန်ပြဲကြောက်ပြူလန်းပေါ်မှာရှိတယ်ရဲတရင်၃နှစ်နှစ်ပေါ့ပြီးတော့ရှင်ဟိုဘက်ကိုဆက်သွားလို့ရှိရင်ခမရ၅လေးနှစ်၅လေး၃ပြီးရင်ခလာရ၃၄လေးဆိုတာလေမီတာ၃000ကြော်ကြော်ရဲ၄000ကြော်ရဲ၅000ပတ်လေပေါ့နော်အဝေးသုံးသုံး၅000ပတ်လေအဲ့ဝင်းကျင်ထိ ရောက်နေပြီပေါ့နော်အဲဝင်းကြီးဒီရောက်ရောက်တော့ဒီအထိကိုအတခါတော့ A ကတိုက်ခိုက်နိုင်တဲ့အခြေအနေမျိုးတွတ်တွေ့ရတယ်ပြီးရင်မနေ့ကဒါမေစုငွေးနေလက်ဆောင်ဖြစ်ပေါ့နော်ဒါပလဲပလဲဘက်ကအဖွဲတွေကနော်ဒါကန်တော့စခန်းကိုဒါတိုက်ခိုက်သိမ်းပိုက်ပြီးတော့မှရုပ်တန်တွေတကွထုတ်ပြန်လာတာတွေ့ရတယ်ပေါ့နော်အဲ့ဒီရုပ်တံတွေမှာတွားကြည့်ရချိန်မှာကြာကြီးကျွန်တော်တို့ဒေါ်လိုင်းတက်ဖွဲ့တွေအင်မနက်သတိထားရမယ်အချက်တွေပါလာပါလာတာတွေ့ရတယ်ပေါ့နော်ဘာလဲဆိုတော့ဒါလည်းအရင်ကတည်းကတော့တွေ့တော့တွေ့ရပေါ့နော်ဒါပေမဲ့ ဒါများလာပြီဆိုတော့ကျွန်တော်တို့ကတတိထားရတော့မယ်အခြေအနေပေါ့နော်ကျွန်တော်တို့တော်လိုင်းတက်ပွဲတွေက drone drone ရဲ့အဲဟိုအကြောင်း drone စစ်စစ်ရေးကြောင်ကျွန်တော်တို့အောင်မြင်မှုတွေအများကြီးရခဲ့တဲ့ဖြစ်စဉ်တွေရှိတာပေါ့နော်ရှိတော့ကျွန်တော်တို့က drone တွေကိုဘာလို့ကြာလဲဆိုတော့ drone တွေကိုတကပြည်သူလူထုပံ့ပိုးကူညီလို့ရအောင်ဆိုပြီးတော့ drone ရဲ့စွမ်းရည်တွေကိုထုတ်ပြတာတွေတခါလေကြာရင်ရှိတယ်ပေါ့နော်အဲဟိုတစ်ခေါက်ကကျွန်တော်တို့ဒါဟိုမောင်းသူမဲကား ထုတ်ပြလို့ပေါ့နော်အဒါပြည်သူလူထုပါဝင်လှူဒန်းလို့ရအောင်ဆိုပြီးကမှကျွန်တော်တို့ကမဖြစ်မနေထုတ်ပြရတာဒါလည်းနားလဲပါတယ်ဒါပေမဲ့ကျွန်တော်တို့ထုတ်ပြတာကအဲ့ဒီဗီဒီယိုမှတ်တမ်းဖိုင်ကိုဒီကောင်လေးကချစ်ခွေးတွေပြန်ခိုးချတယ်ပြန်ခိုးချပြီအဲ့မှာဆရာကြီးကဘာတွေ့လဲဆိုတော့ကျွန်တော်တို့ drone ဘုံသီးမှာ draw ချမဲ့ဘုံသီးမှာသူက TPC ပိုက်ကြီး TPC ပိုက်ကိုအပေါ်ကနေဆင်းဆင်းအောင်ဘရာကိုတုတ်ပြီးတော့မှသူကသူတို့သူတို့လည်းလက်လုတ်တွေတုံးလာပြီဆိုတဲ့ဟာတွတ်တွေ့ရတာပေါ့နော် လက်လုပ်တွေတုံးလာပြီပြီးတော့ကျွန်တော်တို့နှီးပညာတွေကိုဒီကောင်လေးတောက်လျှောက်လိုက်ပြီးတော့မှခိုးချနေတယ်နော်ကပ္ပသဆက်ယုံတာမရှိလို့ရှင်ဒီကောင်လေးလက်ကိုတွေလိုအဲ့လိုထုတ်လို့ရရတစ်ဖွဲ့ drone ကတစ်ဖွဲ့နဲ့တကယ်ဟိုတော်တော်ဦးကိုခံခံချရမယ်အနေထားမျိုးဖြစ်နေပါတော့အခုလည်းတော်တော်ခံချနေရတာပါဒါပေမဲ့အဲအခုကျွန်တော်တို့က drone ကိုပထမတွင်းတွင်းကြဲကြဲစပြီးတော့မှတုံးတာကကျွန်တော်တို့ online တက်ဖွဲ့တွေကစတုံးတယ်တုံးတဲ့အချိန်မှာသူတို့ကအဲ့ဒီနှီးပညာတဲ့ကြော်လွန်တဲ့ နီးပညာကိုတခါထပ်ပြီးတော့မှလိုက်လုတယ်လိုက်လုတော့တခါကျွန်တော်တို့ကသူတို့တဲ့ကြော်တဲ့နီးပညာကိုတခါကျွန်တော်တို့ကပြန်ပြီးတော့မှဆန်သစ်တီထွင်ရတယ်ပေါ့နော်ဒီလိုဒီလိုသွားနေရနေပြီကမှနောက်ဆုံးဒီ၄နှစ်သား၄နှစ်ကျော်၅နှစ်သားကလုတဲ့အလုပ်ကို၄နှစ်ကျော်၅နှစ်ကျော်၅နှစ်သားရဲ့ပညာရည်ချင်းကိုဒါ80အသက်80သားကပြန်ပြီးတော့ခိုးချနေရတဲ့အနေအထားမျိုးပေါ့နော်ဟိုဂျာနီကန်ဟောတဲ့တရားတစ်ခုတော့သွားပြီးတော့တရေရတယ်ဟိုကဘာလဲ ဟိုတမိတဲ့ငယ်သောအဖေဆိုတာလေတမိတဲ့ငယ်သောအဖေသူကတမိကတော့ဟိုသူကသူတော့ဟိုအရိယာတို့ဘာတို့အဲ့လိုမျိုးဖြစ်နေတော့အဖေကဟိုဟိုကမဖြစ်သေးတော့အရိယာပုဂ္ဂိုလ်မဖြစ်သေးတဲ့အခါကျတော့အဖေကတမိတဲ့တရားအရာမှာငယ်တယ်လို့ပြောလို့ရတာဗောနော်အဲ့တော့ဒီစစ်ကောင်စီဆိုတဲ့အနှစ်80သားကြီးကလည်းဟိုလေးနှစ်သားတဲ့ငယ်သောဖိုးကြီးလို့ပြောမှာပေါ့နော်အသက်80သားကကျွန်တော်လေးနှစ်သားတဲ့ငယ်နေပြီဆိုတော့တွတ်တွေ့ရတယ်ညံမျောမြင်ညံမျောမြင်ညံမျောမြင်ဩကျွန်တော်တို့ဒီ နီးပညာပိုင်းတွေရောအကုန်လုံးပေါ့နော်တိုက်ရိုက်ခိုက်ရောစိတ်တက်ကောအကုန်လုံးကကျွန်တော်တို့ပြန်ပြီးတော့မှလိုက်ပြီးတော့မှအတုခိုးနေရတဲ့အခြေအနေမျိုးဖြစ်နေပြီပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တွေအနေနဲ့ကလည်းဒီကိစ္စလေးတွေကျွန်တော်လည်းမြေပြင်ဖွဲ့တွေနဲ့ချိတ်ဆက်ပြီးတော့မှအရန်ကြီးတချို့နီးပညာတွေထုတ်လုပ်မှုတွေကိုလိုင်းပေါ်မတင်ဖို့ပေါ့နော်အဓိကပုံသံကိုတင်လိုက်တာနဲ့ဒီပုံသံကိုတွေ့ဝါနေတို့ကဒီပုံသံဆိုရင်ငါတို့ဘယ်လိုလိုက်လို့ရမလဲဆိုတဲ့ဟာတို့ကနိုင်ငံခြားအကူအညီနဲ့ပေါ့နော်အဓိကရုရှားတရုတ်အကူအညီနဲ့ လိုက်ပြီးတော့လုံနေတာရှိတယ်ဗွာအဲ့တော့ကျွန်တော် online တက်ဖွဲ့အနေနဲ့ကလည်းတချို့အရာတွေမှာလျှို့ဝှက်တင်တာကိုလျှို့ဝှက်ဖို့လဲကျွန်တော်မြေပြင်အဖွဲ့တွေလည်းချိတ်ဆက်ပြီးပြောပါမယ်အဲ့ဒါကျွန်တော်ဒီ line မောင်းနေကြီးရှုနေတဲ့ online တက်ဖွဲ့အများပါခဲ့လို့ရှိရင်လည်းဒါလေးတွေသတိထားပြီးတော့မှရှောင်ကျင်နေနေပါရဲ့လို့ပြောကြရင်လည်းကျွန်တော်ဇက်ကဝိုင်းလေးကိုနှီးကုန်းချုပ်ပါရဲ့ဗျအားလုံးပဲကျေးဇူးတင်ပါတယ်